ဝမ်မုံရွှေရီနဲ့ရမတိုက်ပေးဖို့မီဒီယာတွေကတဲဝုံလာတဲ့အမေကြီးဒေါ်နွဲ့နွဲ့ဆန်ဒေါ်နွဲ့နွဲ့ဆန်ကတော့အကယ်ဒမီရာအရှန်တရုတ်ဆောင်တယောက်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကကိုခင်ဆက်ဆက်မိခဲ့သူလည်းဖြစ်ပါရင်မြန်မာပြည်လို့ငွေများတရားနိုင်တဲ့ရေချင်းရှိပေမဲ့ နေရပေးခြင်းအဆင့်တက်ခြင်းမခံရတဲ့ဇယံတွေဟာအနုပညာလောကမှာရှင်တန်ရခတ်တာဖြစ်တဲ့တွေ့ဒုက္ခရောက်နေတဲ့အမေရွှဲအရန်တယုတ်ဆောင်တွေရဲ့ခေါင်းဆောင်လို့လေးဆိုလို့ရှာတာဖြစ်ပါရည်ရရှိတဲ့နုပညာကျေးတွေဟာလေခေါင်းဆောင်မင်းသမီးရဲ့ဖက်နဲ့တရင်စားတာမှမရှိရတဲ့လက်တွေ့လောကကြီးမှာကြီးပွားတဲ့အရန်တယုတ်ဆောင်ဆိုတာရှာပါရည်ဝါဒနာကိုရှင်းခံပြီးပိတ်ကားထမမျက်နှာပါရရှုံနဲ့ဝမ်းတာပီတီဖြစ်နေတဲ့အခြေခံလူရင်းစားအရန်တယုတ်ဆောင်တွေအတွက် ခုကူရနေရတခုဖြစ်စေဖို့အမျိုးသမီးတည်တံ့ခဲ့ရလို့အမေများရိတ်သားဆိုပြီးဒေါ်နွဲ့နွဲ့ဆန်းကစတင်တည်ထောင်ခဲ့တာဖြစ်ပါရီထိုကရရိတ်သားဒေါ်နွဲ့နွဲ့ဆန်းရဲ့ခြေအားလက်ရာတွေနဲ့တိဆောက်ခဲ့တာဖြစ်ပြီး ူမရဲ့ပိုင်ဆိုင်မှုတွေအကုန်ပါဝင်နေကြတာဖြစ်ပါသည်။အသက်၁၈နှစ်ရွယ်ကလေးကပတ်စံစာရှာလာခဲ့တဲ့သူမဟာရာသမြပတ်စံကုန်းကိုထိုခရရဲမှာထစ်ထားခဲ့တယ်လို့အင်တာဗျူးတွေမှာဖြေဆိုထားခဲ့တာဖြစ်ပါသည်။အခုချိန်မှာအမင်းရွှေရောက်လာပြီးဖြစ်ပြီးအရှင်ကလို့ကားရိုက်တာတွေမရှိရတဲ့အခါမှာဝင်ငွေမရှိရတဲ့အတွက်ဂီယာမှာပြက်စီးနေတဲ့ရာတွေကိုပြန်ပြင်ဖို့အလူရှင်တွေကိုရှာနေကြတာပါ။ခရိုင်းဆိုရင်မိသမီးဝမော်ရွှေကြီးကုညီပေးအမြင့်ပြပြင်ပေးခဲ့ပေမယ့်အခုတခါအလူခံဖို့ကသိန်း600လောက်ကုန်ကြမှာဖြစ်လို့ဝမော်ရွှေကြီးကိုအလူခံဖို့ ို့ပြောမထွက်ကြောင်းဖြေကြားလာခဲ့တာဖြစ်ပါသည်ထိုကျင်းရကိုမီဒီယာသမားတွေကတောင်းရင်းမြောက်ရေးလုပ်ခါမင်းသမီးဝမော်ရွှေကအလုတန်းမရရောသူဖြစ်ကြောင်းမင်းသမီးကြီးနွဲ့နွဲ့ဆန်းကဖွင့်ရပြောဆိုပါရဲဆိုပြီးတော့ဝေဖန်နေကြတာပဲဖြစ်ပါသည်ဒေါ်နွဲ့နွဲ့ဆန်းအနေနဲ့ခုလိုရေရှိတာဟာနှုတ်ဦးနှစ်ဖက်တွေမျက်နှာပြက်စရာတွေဖြစ်တာမလို့မပြောသင့်မရေးသင့်ကြောင်းမီဒီယာတွေကိုတောင်းပန်တာပဲဖြစ်ပါသည်အခုချိန်မှာမင်းသမီးဝမော်ရွှေဟာသုံးမကုန်တဲ့စီစိတ်နေနဲ့ချမ်းသာနေထိုင်နေတာပဲဖြစ်ပါသည် ကြောက်တွင်တတိမိသားစုနဲ့ငကိုရဲကချမ်းသာခဲ့တဲ့ဘဝဟာခရိုနီတတိမိမဖြစ်လာတဲ့အခါမှာငွေပေါငွေစင့်ပြီးတော့ပတ်စံတွေဟာပွားပြီးရင်ပွားနေမှာမှန်ပါပြီအလူတန်းလေးရရောတို့လူအဓိပညာရှင်မောင်နှမတွေအတွက်ဆိုရင်အမြင်နဲ့ပြီးကဲနေတဲ့မင်းသမီးဝန်းမောင်ရွှေကြီးဟာအမေများခင်အားအတွက်တော့ထောက်ပံ့နေကြအလူရှင်မဲဖြစ်ပါပြီ ဒါပေမဲ့အခုလူခင်ရမယ့်ပမာဏဟာ3600ဖြစ်တဲ့အတွက်အနည်းငယ်တော့များတာပဲဖြစ်ပါရင်အချို့ကလေဒေါ်နွဲ့နဲ့ဆန်ဟာအမေများကီယာကိုပန်းပြပြီးရောအလူခံစားနေတာဖြစ်တယ်လို့လေပြောဆိုနေကြတာဖြစ်ပါရင်အမေများကီယာကိုလေသူမအပိုင်ဖြစ်တဲ့အတွက်အဆင်မပြေတဲ့ခါတိုင်းရောင်းထုတ်ဖို့စူးစမ်းနေကြတာဖြစ်ပါရင်ဒါပေမဲ့လေဘေးစီဝိုင်းလုပ်ငန်းရှင်ကမှမဝေခဲ့တဲ့အတွက်ထိုကိစ္စဟာအတန်တိတ်သွားကြတာဖြစ်ပါရင် ခေါမုံကိစ္စနဲ့3600လုခံခဲ့မိတဲ့တွင်ပြည်သက်တွေရဲ့ဂယုနာကိုရှာမင်းစာအမြင့်ကဲချင်းကိုပါခံခဲ့ရတာပဲဖြစ်ပါရည်။ဝမော်ရွှေရဲ့မနောပြတ်မှာကြောက်လို့မီဒီယာသမားတွေကိုရှန်တိုက်မပေးဖို့ပြောလာတဲ့ကယ်ရမီရန်တယုတ်စာမင်းသမီးကြီးဒေါ်နွန်းွင့်စံနဲ့ပတ်သက်ပြီးပြည်သက်ကြီးတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်လေးထဲမှာပြောခဲ့ပေးပါအောင်ရှင်။အပိနာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရည်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေရဲ့ဒိဋ္ဌိတူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီရောက်လောင်းတဲ့ပဲနှုတ်ဆက်ခဲ့ကြပါရည်။